ရွေးကောက်ပွဲကထွက်ပေါက်ဆိုရင်နာဇာကအတွက်လားဒီသူအတွက်လားမင်္ဂလာပါကျွန်မမဘူးတို့မှာလေးပါရှင်ရွေးကောက်ပွဲဒီလက်ရှိနိုင်ငံရေးအချက်တွေအတွက်တခုတည်းတော့ထွက်ပေါက်ဖြစ်တယ်လို့အားလုံးကပြောဆိုကြတယ်ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာပြည်သူလူထုအတွက်ထွက်ပေါက်လားနာဇာကအစိုးရအတွက်ထွက်ပေါက်လား ရွှေနှွေးသုံးသက်တင်ပြပေးပါမယ်။အများသူကအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကို comment မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ဒီ comment တွေကနေပြီးတော့မှအကျိုးကြောင်းစီလျော်ပြီးတော့အများသူကအတွက်ဘူဟုတုဒရစရာ comment YouTube က comment ဆယ်ခု TikTok က comment ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ဖြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင်းရောက်ကိုမဖြစ်မနေပြောဖို့လိုအပ်လာတယ်။ဘာကြောင့်လဲ။စီလုံးတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုတဲ့ UNE က ခေါင်းဆောင်တယောက်ကပြောဆိုမှု NASA ကဆိုရဟာတဲ့ရွေးကောက်ပွဲဟာသူတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအ short တင်လို့ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုသူတို့လိုချင်တဲ့ပုံစံရောက်အောင်အ short တင်လို့ပြီးပြုပြင်နေခြင်းဟာတိတ်ခါမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွဆွဲပြောဆိုသွားတယ်ဆိုတော့ပထမဆုံးကျမတို့ ။နံပါတ်1အနေနဲ့မေးခွန်းထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ။ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ။မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုရေးခဲ့လို့ရတယ်။ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူလူထုထံမှရှိသည်။ပြည်သူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီ ဓိပ္ပာယ်ဖွင့်ဆိုချက်အတွက်တရားဝင်တက်တဲ့အဖြစ်ပြနိုင်နဲ့ပြရုံဖြည်းပြောပါမယ်နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင် ဖြစ်တယ်ဆိုတဲ့စကားရဲ့အတွက်တက်တဲ့ပြစရာတစ်ခုတည်းတော့ထွက်ပါဒါကြောင့်မို့လို့ကျမတို့ပြည်သူတွေကမိမိတို့တင်မြှောက်လိုက်တဲ့အစိုးရတည်းရဲ့ရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးအောင်မှเนาะ လွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတရအဖြစ်မောင်းနှင်ကြတယ်။ဒါကြောင့်မလို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတဲ့ပွဲတာဖြစ်ပါတယ်။ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှဆင်းတက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်တယ်ဆိုတာကိုတက်တေပြတဲ့ပွဲပဲ။ဒါကြောင့်မလို့ဥပမာကျွန်တော်တို့ပြည်မျိုးမှာအာကြီးပွားရေးပြည်မျိုးမှာရှိတဲ့စီးပွားရေး ိုးတက်ရေးစသည်ဖြင့်မိမိပြည်မြို့မှာရှိတဲ့ပြည်သူလူထုရဲ့အရေးခင်းတွေကျမတို့ဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတဲ့အိမ်တယောက်အစီဝေးဖိတ်ခေါ်ပြီးတော့ကျမတို့အစီဝေးကျင်းပလို့ရတယ်။သို့တော့ပြည်ခရိုင်ဖြစ်သွားပြီဆိုရင်ပြည်ခရိုင်အစ်စ်မှာစီးပွားရေးလုံးမဲ့ဖွံ့ဖြိုးတိုးတက်ရေးလုံးမဲ့ကျန်းမာရေးပညာရေးလုံးမဲ့ဆိုရင်ရက်ကွက်တဲ့အတွက်ကိုစားပြုကိုစလဲတယောက်ရက်ကွက်နှစ်တဲ့ကိုစလဲတယောက်ရက်ကွက်သုံးအတွက်ကိုစလဲတယောက်ဆိုပြီးကိုစလဲတွေရွေးချယ်တင်မြောက်ရတယ် ြည်ခရိုင်အဆင့်မှာ ပြည်သူလူထုရဲ့အရေးကိစ္စတွေဆွေးနွေးဆုံးဖြတ်တော်မယ်ခါတဲကမျိုးနယ်ကကိုစလဲဘယောက်ပေါင်းနယ်မျိုးနယ်ကကိုစလဲဘယ်နှယောက်ရွှေတောင်မျိုးနယ်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့မျိုးနယ်အဆင့်ကိုစလဲတွေကျင်းပရတယ်ဒါခရိုင်အဆင့်ဟုတ်ပြီဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးအဆင့်အင်းနဲ့ဘကိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရိုင်ရဲ့ကိုစလဲဘယ်နှယောက် တာယာဝရီခရိုင်ကပြည်ကိုစလဲပနေရောက်တောင်ငူခရိုင်ကကိုစလဲပနေရောက်ညောင်လေးခင်ခရိုင်ကကိုစလဲပနေရောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုစားကိုစလဲတွေရွေးချယ်ပြီးတော့တိုင်းနေသားကြီးအစ်စ်အနေနဲ့ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြမနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာပဲခူးတိုင်းကဗနေရောက်မနေလေးတိုင်းကဗနေရောက်မကွေးတိုင်းကဗနေရောက်ရန်ကုန်တိုင်းကဗနေရောက်ဆိုပြီးပြည်သူတွေကကိုစားပြုတ်အနေနဲ့ ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျမတို့မြန်မာနိုင်ငံကိုလည်းဒါကြမလို့ The Republic လို့ခေါ်တာ။အဲ့ဒီဖြစ်စဉ်က The Republic ။အဲ့ကနေပြီးပြည်သူတွေကเนาะငါတို့အတွက် ငါတို့ဗကိုးတိုင်းဒေသကြီးမှာငါတို့တွေအေဂျင့်စွာတင်းငယ်အေဂျင့်စွာလောက်ကန်ရှာဖွေစားတောက်ချင်နေငါတို့ဗကိုးတိုင်းဒေသကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပအောင်နှိမ်နှင်းပေးပါတရားဥပဒေစိုးမိုးအောင်လှုံ့ဆော်ပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအေးအေးယူပေးပါဒီအတွက်ငါတို့ကမင်းကိုအစိုးရဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွင့်အငွေတွေဆက်ပါမယ်အဲ့ဒီဖြစ်စဉ်ကို state of nature လို့ခေါ်တယ် အဲ့ဒီကနေပြီးမှကိုစလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်။မောင်ဖြူကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခမညာ။မောင်နီကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခမညာ။အဲ့ဒီဖြစ်စဉ်သည်လေကျမတို့ဆိုလို့ရှိရင်ဒါလက်ရှိအများသူငါပြောမယ်ဆိုရင်ဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါတယ်။ Popular Sovereignty ဒီနည်းအားဖြင့် Democracy လို့ခေါ်တယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲတည်ပြည်သူမှအာဏာရှိရဆိုတာကိုတတ်သိပြတဲ့ပွဲတာဖြစ်တဲ့ ရှင်တို့လက်ထက်မှာရှိတယ်အာနာကျမတို့လက်ထက်မှာရှိတယ်အာနာကိုအလွဲသုံးစားမဖြစ်စေနဲ့အလတ်ဟတ်တ်မဖြစ်စေနဲ့လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူ့ရဲ့အာဏာနဲ့လုံပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းဖတ်ဖို့ဖို့အတွက်ရွေးကောက်ပွဲချင်းပါရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ကျမတို့ဒီချက်ကိုရင်ပတ်ထဲမှာထည့်ထားဖို့လိုအပ်တယ်။ လက်ရှိမှာနိုင်ငံတဝန်းလုံးမှာလက်နက်ကင်ပြည်ပခဖြစ်နေတယ်ပြည်သူလူထုဟာစစ်ရဲ့ဆိုးဆိုးတွေကိုခါးစည်းပြီးခံရတယ်ဒါကြောင့်မို့ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာတခုတည်းသောဆန္ဒတွေရင်းချမ်းမှုငါတို့တွေငင်းငင်းချက်ချက်နေခြင်းပြီးငါတို့စစ်ပွဲကြီးအမြန်ပြီးချက်ပြီးငါတို့တွေငင်းငင်းချားချားနဲ့လောက်ကိုင်းရှောက်ပွေစားတော့ချင်ပါပြီဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒဒါဆိုရင်ကျမတို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငင်းချမ်းရေးကိုငင်းချမ်းမှုကိုဘယ်လိုတိစောက်ကြမလဲအားလုံးကညီညွတ်မှုနဲ့လားငင်းငင်းရေးကိုတိစောက်ရမယ် 哎对，你有牵过过，俺都不留下没嘞。答应那阿龙六千来钱，牛大战斗困过白来嘛大嘞，你有没下。牛大战斗困过没白来对不？他妈你有没下。哎滴对，牛大战斗困过白来没？答应打嘞你牛皮黑，答应那里你牛在那哈，你抢人一样的，你嘞。 အဲ့ဒီအမျိုးသားတန်းတူခွင့်ဘယ်လိုပေးမလဲတိုင်းရင်းသားတန်းတူခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနဲ့တည်လျော်သောဖွဲ့စည်းပုံခြေကောက်ဥပဒေတရက်နဲ့အုပ်ချုပ်ခြင်းချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထု ရင်မြေတောတောင်အနေထားအမီပေါ်မြောက်တယံစာတအဲ့ဒီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့စီအာလုံးနဲ့တင့်လျော်တော့ဖွဲ့စည်းပုံရှေ့ကဥပဒေနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ဖို့အတွက်မျိုးသားဒန်းတူခွင့်နဲ့ပေါ်ပေါက်ဖို့အတွက်တခုလည်းတော့ထွက်ပေါက်ရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တဲ့ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တဲ့ရွေးချယ်လိုက်မှစစ်ဖက်ရပ်ဖက်ဆက်ဆံရေးပေါ်လာမယ် ဖြစ်ပြမနော်ကျမတို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတရထွက်လာတယ်အဲ့ဒီလိုတွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့ထွတ်တော်ရမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့မှာစစ်ဖက်ရပ်ဖက်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရပ်ဖက်ဆက်ဆံရေးဆိုတာလူပိန်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရက်သားပြည်သူတွေလက်နက်ကင်အဖွဲ့တွေဂျာကဆက်ဆံရေးမဟုတ်ဘူးစစ်ဖက်ရပ်ဆက်ဆံရေးဒီပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအယက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှဆွေးနွေးကြမယ် 手边家杯，六朵花，七点一片来，水绿碧绿。大雁打的路尽头，古板边听问我百美。大雁打的路尽头，听路看我百美。等你阿片，个铅笔来嘛，个铅笔来文具就过，个铅笔来六朵花越插进。铅笔来嘛，铅笔来文具就过，千笔来六朵花越插进。个阿钉来嘛，个牙钉来文具就过，个牙钉来六朵花越插进。宝马，那样超市的，一身金属啊，一片蓝美。大张露雪高般的鼻都路珠转，穿宝气滴落。 ကျွန်တော်မဟုတ်တူမှာဟာတွေကဆိုလိုခြင်းဖြစ်တယ်။အားလုံးကတိုင်းရင်းသားတွေကပြည်နယ်ဝင်ချီချုပ်ကိုပြည်နယ်လွှတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်နှစ်ချောင်းတစ်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်းလူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လှမ်းပဲ။ပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဝင်ချီချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလေကချင်ပြည်နယ်လွှတ်တော်တွေမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်၊ပြားပြည်နယ်လွှတ်တော်တွေမှာလည်းပါနေတယ်။ချင်းပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးက ြောစာကြီးဖြစ်လာတယ်။နောက်စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်။တကယ်တော့အမှန်တကယ်လုံးရမှာငကဲ့နိုင်ငံရေးသမားတွေလုံးရမှာကစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လုံးရမှာမဟုတ်ဘူး။တိုင်းရင်းသားတွေအနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်မှုကိုတိစောက်ရမှာဖြစ်တယ်။ စစ်တပ်နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့နိုင်ခံရေးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတည်ဆောက်ရမယ်ဒါဆိုရင်တိုင်းရင်းသားတွေကပြည်နယ်တွေမှာမဲပေးရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာเนาะ25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါင်းမလားတို့ဒီမှုကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါင်းမလားဆိုတဲ့ရွေးချယ်စရာတို့တို့မှာရှိလာတယ် သူတို့မှာရွေးချယ်권ရှိတာတဲ့ဒါကြောင့်မလို့အဲ့ဒီလိုမျိုး25ရာခိုင်နှုန်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးကနှစ်နောက်ရှိကြီးဖြစ်နေလို့နှစ်နောက်ရှိကြောင်နှစ်နောက်ရှိကြောင်မလို့တိုင်းပြည်မှာဖရယ်မရပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက်တော့စိတ်ချေပင်းကစကလုံးတစ်ခုတာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်တာဖြစ်တယ်ထပ်ပြောပါမယ် စစ်တပ်မှ၂၅ရာခိုင်နှုန်းပါနေလို့သူတော်မှ၂၅ရာခိုင်နှုန်းပါနေလို့၂၈၈ခုကြောင့်ကြီးပါဆိုပြီးတော့နေရာတက်ကဘာပဲဖြစ်ဖြစ်၂၅ရာခိုင်နှုန်းနဲ့၂၈၈ကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရောက်အောင်မတည်ဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတဲ့ဖြစ်ပါတယ်ဆိုတော့စကားရင်အများကြီးပြောရင်ပိုးပါလိမ့်မယ် ကျမရည်ရွယ်ချက်ဆိုလိုချက်ကိုနားလည်သဘောပေါက်နိုင်မယ်လို့ထင်တယ်ရွေးကောက်ပွဲဆိုတာရှင်တို့တွေကျမတို့မှာရှင်တို့မှာကျမတို့မှာအာနာရှိတယ်အဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလယ်ဟက်တတ်မဖြစ်အောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်